ဒါမဲ့အော်တိုဘာလတရက်နေ့ကစပြီးမလေးရှားနိုင်ငံကမြန်မာနိုင်ငံသားတွေကို14ရက်ဗီဇာ free ပေးလိုက်ပါပြီ။မလေးရှားနိုင်ငံကိုအလဲအပတ်သွားချင်ကြတဲ့မြန်မာတွေအတွက်သတင်းကောင်းဖြစ်ပြီးတော့ဗီဇာကြိုလျှောက်စရာမလိုတော့ပါဘူး။2025ခုနှစ်အောက်တိုဘာလတရနေ့ကနေစတင်ပြီးမလေးရှားနိုင်ငံထဲကိုကာလတူအလေအပတ်လာခြင်းနဲ့မြန်မာပတ်စပို့ကင်သူတွေကိုခွင့်ပြုပေးတာပါ ခုလိုဗီဇာကင်းလွန်ခွင့်ပေးတာဟာဝန်ခွင့်ပြုတာမျိုးမဟုတ်ပဲမလေးရှားနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့ခွင့်ပြုချက်ရရှိကြမှသာဝင်ထွက်သွားလာခွင့်ရရှိမှာပါအရင်တုန်းကမလေးရှားကိုအလဲသွားချင်ရင်ဗီဇာလျှောက်ထားကြရပြီးတော့အခုချိန်မှသာမလေးရှားနိုင်ငံက14ရက်ဗီဇာ free ကိုတရားဝင်ခွင့်ပြုလိုက်တာပါ ဒီအချက်ကြောင့်မြန်မာကနေဖြစ်စေထိုင်းကနေဖြစ်စေစင်ကာပူကနေဖြစ်စေလေရင်နယ်ဆက်ဂိတ်ပေါက်တွေကနေတွားရောက်လဲပတ်ခွင့်ရရှိကြမှာပါအခုလို14ရက်ဗီဇာခွင့်ပြုပေးတာကြောင့်စင်ကာပူကမြန်မာလူမျိုးတွေပျော်နေကြပြီးမလေးရှားဘက်ကချစ်သူဆွေမျိုးတွေစီတွားရောက်လဲပတ်နေထိုင်လို့ရကြပါပြီ